ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့ဗီဇာနဲ့အလုပ်လုပ်ကံဝင်ဝတ်ပါမယ့်တည်တံ့တိုးရာမှာစစ်ကောင်စီမြန်မာတန်ယုံက စီစစ်တဲ့အဆင့်ကိုထိုင်းအနာပိုင်းတွေကပြီးခဲ့တဲ့မတ်လ17ရက်နေ့မှာအစည်းအဝေးပြုလုပ်ပြီးပယ်ဖျက်ခဲ့ပါတယ်။ပြီးခဲ့တဲ့လဖေဖော်ဝါရီ23ရက်နေ့ကတည်တံ့ကုန်ခဲ့တဲ့မြန်မာအလုပ်သမားတွေရဲ့စီးရင်ကိုစစ်ကောင်စီတန်ယုံကအချိန်မီပြန်လည်မစီစစ်နိုင်တာကြောင့်အဲ့ဒီအဆင့်ကိုပယ်ဖျက်ဖို့အစည်းအဝေးမှာဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ ရွှေပြောင်းလုံသမားတွေရဲ့ဗီဇာနဲ့ဝက်ပါမဲ့တက်တန်းတိုးတာကိုနှစ်နိုင်ငံသဘောတူညီချက် MOU စနစ်ရဆိုပြီးစစ်ကောင်စီမြန်မာတန်ယုံကတက်တန်းတိုးမဲ့လုံသမားတွေရဲ့ဆင်းကိုပြန်လည်စီစစ်ချထားပေးတဲ့ပုံစံနဲ့မူလကပြောင်းလဲခဲ့တာပါဒီလိုပြောင်းလဲလိုက်တာကြောင့်2025ခုနှစ်ဖေဖော်ဝါရီ17ရက်နေ့မှာစာရွက်စာတမ်းတက်တန်းကုန်ဆုံးခဲ့တဲ့မြန်မာလုံသမားနှစ်တန်းလေးပါဟာတက်တန်းတိုးခွင့်မရဘဲအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာပါပုံမှန်တိုင်းသွားဖို့အခြေအနေကတော့အကောင်အထည်လက်ခံတယ် တေချာဘက်ကသူတို့ဒီဘက်ကိုစောင့်နေပြီမဲ့ကြန့်ကြာလာတဲ့ခါမှာသူတို့အချိန်ကန့်သက်ချက်ဒီအတားကြီးမထားကျင်တော့မှန်တယ်သူတို့ထဲအစိုးရထဲမှာလည်းရှိတယ်လွတ်တော်ထဲမှာလည်းရှိတယ်ကျွန်တော်ပုံမှန်လုပ်ငန်းစဉ်တိုင်းပဲသွားပါဆိုပြီးသူတို့ဖိအားပေးထားအဓိကလုပ်ငန်းရှင်တွေကိုယ်တိုင်ကအတောင်တောင်းဆိုတာဖြစ်တဲ့အတွက်မကြောက်ဘူးပေါ့နော်ဟိုဖြစ်နိုင်ကြည်များသွားပြီပေါ့ထိုင်းမချန်နေပုံမှန်လုပ်ငန်းစဉ်တိုင်းသွားဖို့များသွားပြီပေါ့ကိုမျိုးကိုဟာရွှေပြောင်းအလုပ်သမားအဖြစ်ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတာ၃နှစ်ရှိပါပြီ လက်တလောထိုင်းနိုင်ငံအနှံ့မှာမြန်မာရွှေပြောင်းအလုပ်သမားတွေကိုပုံစံမျိုးစုံနဲ့ဖမ်းဆီးစစ်ဆေးနေတာကြောင့်စိတ်ပူပန်မှုတွေနဲ့လုက္ကန်နေရပါတယ်။ထူးသဖြင့်တတန်းတိုးပေးရေးကိစ္စတွေမှာကြန့်ကြာမှုတွေကြောင့်အလုပ်ကံအရွှေပြောင်းတွေနေကြောဖြတ်တန်းသွားလာရေးတို့ကိစ္စတွေမှာအခက်ခဲတွေရှိနေတယ်လို့သူကဆိုပါတယ်။ကျတော့ဒီဘက်ကမတိုးပြည့်တဲ့အတွက်သူတွေသူတို့မြောက်ဆိုပြီးတော့ပွဲသားနဲ့လောက်တော့အတိုင်းပြောတယ်လေ။ဘိုးတို့ကပွဲသားနဲ့ပဲလောက်အောင်။ဒါပေမဲ့ဆိုရင်တွေကအများကြီးရှိတာပေါ့။အများကြီးရှိတယ်ဆိုတာဒီကောင်ကဟိုသူတို့ကတရားဝင်ထုတ်ထားရဲဆိုပေမဲ့ နေပြုစုံနဲ့ဖမ်းလို့ရတယ်တခုတည်းကိုချင်းပိုက်မှာဖြစ်နေတဲ့ဖြစ်ပျက်တွေပြီးတော့မဲဆောက်မှာဖြစ်နေတဲ့ဖြစ်ပျက်တွေတွေ့နေကြပဲတလောကပဲလူ200ပြန်ပို့တယ်လို့180ပြန်ပို့တယ်လို့စီစီရနေတတန်းတို့လို့ဖမ်းခံရတယ်လို့အများကြီးအများကြီးထုတ်ကြရတော့ထောက်တာပေါ့ထောက်စိတ်ရှိတော့အဲ့တော့ဘာလုပ်ရလဲဆိုတော့တနေ့တော့အိမ်နဲ့ပါပဲဒီအိမ်ကြီးမထောက်ဘူးအရင်ကထိုင်းအစိုးရရဲ့အစီအစဉ်နဲ့မြန်မာရွှေပြောင်းလုပ်သားတွေကိုတစ်နှစ်တစ်ချိန်တက်တန်းတိုးပေးခဲ့ပါဗျာ။ ဒါပေမဲ့ဒီနှစ်မှာတော့တက်တန်းတိုးလုပ်ငန်းစဉ်မှာစစ်ကောင်စီကပြန်လည်စီစစ်မဲ့လုပ်ငန်းစဉ်ကိုထည့်သွင်းခဲ့ပြီးထည့်သွင်းရတဲ့ရည်ရွယ်ချက်ကတော့စစ်မှုထမ်းဥပဒေကိုထပ်ပြေးတင်းရှောင်လာတဲ့သူတွေ၊စီဒီယံဝန်ထမ်းတွေနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုဖိနှိပ်လိုပြီးအခွန်အတင်းကျပ်ကောက်ခံလိုခြင်းတို့ကြောင့်ဖြစ်နိုင်တယ်လို့အလို့သမားကြီးကုညီဆောင်ရွက်နေသူတွေကပြောပါတယ်။ ထိုင်းမြန်မာနှစ်နိုင်ငံတွေ့ဆုံပြီးအစီအစဉ်ပယ်ဖျက်ကိစ္စကိုတော့စစ်ကောင်စီနဲ့ထိုင်းအစိုးရတို့ကထုတ်ပြန်ခြင်းမရှိသေးဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အလုံသမားဝန်ကြီးဌာနတာဝန်ရှိသူကဆိုပါတယ်။အခုချိန်မှာသူတို့ကြန့်ကြာနေလေအလုံသမားတွေတော့လည်းဒုက္ခအများကြီးရောက်တယ်လေအလုံရှင်တွေလည်းအလိုပဲအစိမ်းမပြေဘူးလေသူတို့လောက်သားတွေကတက်တန်းမှမတိုးသေးတာမတိုးသေးတဲ့ခါမှာဘယ်နေရာမှာဖြစ်လဲဆိုတော့ဥမာခီးသွားတဲ့ဟာမျိုးပစ္စည်းတွေပို့ဆောင်တဲ့နေရာပြီပို့တော်ခတ်တယ်လေဘာလို့ဆိုတော့တကြော်တို့ အထက်ကသာပဲကြော်လို့ရပါတယ်သွားပုံမှန်တိုင်းသွားလို့ရတယ်ပြောမယ်အောက်ခြေဒီမှာအဲ့လိုမှမဟုတ်တာဘူးအမီမျိုးစုံနဲ့ညစ်နေတာပဲလေဘာလို့လာလဲဘာလို့ဒီတစ်ထည့်ရထောက်ခံချက်တွေပါလဲဆိုတော့သူတို့မလို့အဖက်နဲ့အလုပ်တွေရှုပ်တာပေါ့အဲ့တော့သူတို့လည်းမကြိုက်ဘူးလေလက်ရှိချိန်မှာတော့ထိုင်းအစိုးရအနေနဲ့အထောက်အထားမဲ့ရွှေပြောင်းလှူသားတွေအတွက်ပန်းရောင်ကဲလို့ခေါ်တဲ့အလုပ်လုပ်ခွင့်လက်မှတ်အသစ်ပြုလုပ်ပေးတဲ့အစီအစဉ်ကိုအခုနှစ်အတွက်လှုပ်ဆောင်ပေးနေပါတယ် ပြီးခဲ့တဲ့လတွေမှာထိုင်းနိုင်ငံတောင်ပိုင်းကပြည်နယ်တွေမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးပြစ်ဒဏ်ချကပြီးတဲ့နောက်ပြန်လွတ်လာတဲ့မြန်မာနိုင်ငံသားအယောက်200ကိုမြန်မာနိုင်ငံကိုပြန်ပို့ခဲ့ပြီးတဲ့နောက်ပြန်လွတ်ခံရတဲ့သူတွေဟာမြန်မာစစ်တပ်ရဲ့စစ်သားစုဆောင်ရေးတွေကိုပို့ခံလိုက်ရတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လက်ရှိအချိန်မှာထိုင်းရောက်နေတဲ့မြန်မာရွှေပြောင်းအလုပ်သမားတွေကိုနေရပြန်မပို့ဖို့ပြစ်တိုင်နိုင်ငံလန်ဒန်မြို့မှာရှိတဲ့ထိုင်းတန်ယုံရှိမှာမြန်မာအရေးတက်ကြွလှုပ်ရှားသူတွေကပြီးခဲ့တဲ့ရက်ပိုင်းတွေမှာဆန္ဒပြတောင်းဆိုခဲ့ကြပါဗျာ။